စားပြေချင်းမြတ်တို့သူများအားလုံးကိုကျမတို့ရဲ့အာစီတုတဆုံယတဆုံ channel မှပြန်လဲကြိုဆိုလိုက်ပါတယ်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဆက်လက်ဖတ်ပြပေးမှာကဆရာကြီးမြမျိုးလင်ရေးသားထားသော ရှေဟောင်းနှောင်းပြင်းများစောင်းပါအမှတ်73ပဲဖြစ်ပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။စောင်းပါအမှတ်73ဆရာဆရာကြီးတွေရဲ့ရေးပုံရင်းနှီးနောက်ကိုမလိုက်ပဲ စီစင်းနဲ့အပီးအစီအယောင်တွေအတွင်းပေးလိုက်တာကိုဘလောက်တိုက်က ကာလာဖီလတာခေါ်တဲ့အယောင်ခွဲမှန်ဘလူးနဲ့ရိုက်ပြီးဘလောက်လုတ်တာမျိုး ရေးပြရစီကြည်အောင်ပေါ်ဆရာရဲ့အတိတီထွင်နေဆိုတာအောင်မြင်ရင်အောင်မြင်မအောင်မြင်ခင်တော့အယူပဲပေါ့ယူတာကိုပဲကြည်ယူဖို့ယူကြည့်ဖို့အခွင့်အရေးပေးတဲ့ပုံကိုနဲ့တွေ့တာဟာကျွန်တော်တို့လူငယ်တွေရဲ့တက်လန်းကိုလှေကားထောင်ပေးတာမျိုးပါပဲလို့ပြောပြီးစာမှုကိုယူသွားပါတယ် ဆင်ရက်ခံကြတဲ့အခါစာမူနဲ့မျက်နှာဖုံးပုံလာပို့သွားပါတယ်။ဘလောက်တိုက်က လေးချိန်ခန့်ထပ်တလဲလဲပြင်ဆင်လုပ်ကင်ပေးရာကြောင်းခန့်ညင်ညီပြောပါတယ်။ပြည်ညွန့်တိုက်ကိုရိုက်နှိပ်စေပြီးရှစ်ပဲတန်ကြားဖြတ်အထူးထုတ်ထုတ်ဝေလိုက်ရာထိုအချိန်ကစားပြီးဘရင်လေးရဲ့စုတ်ချက်လက်ရာအမှောင်အလင်းအယောင်သွင်းပုံနဲ့စိတ်ကူးညံထူးခြားစမ်းသစ်သူဖြစ်ကြောင်းပြည်တစားမကလေးဘုံပစ္စည်းဝတ္ထုကစပြီးမြမတပြည်လုံးကတီကျွမ်းတွေးမြင်ကြရကား တက်ကျွမ်းသောပညာသားများကိုပြနိုင်권ရတဲ့အတွက်ကတော့ဟန်တာဝီဂျာနယ်ကစာမူကိစ္စစာချုပ်လက်မှတ်မထိုးတာဟာကျေးဇူးတင်စရာဖြစ်သွားတာပေါ့ဟုတ်တယ်ဟုတ်တယ်စာမူဟန်တာဝီရောက်သွားရင်ပကြီပါရင်လေးရေး권ရမယ်မထင်ဘူးဟန်တာဝီနဲ့အပေးအယူမမျှလို့သာပါရင်လေးရေး권ရပြည်တာလားကောင်းတဗျာကိုပနှွေနဲ့စကားပြောရတာတဲ့င်းတွေကိုစုံးနေတာပဲခီးပန့်လာတာမှုအိတ်ချင်လဲခဏအိတ်လိုက်ပါဦးလား ကျုပ်ကတော့အိတ်ရင်လည်းဖြစ်တယ်မအိတ်ရနဲ့နေနိုင်တယ်ဟုဆရာတကုံရွှေမြားကပြောသဖြင့်တင်းမော့ဆိုတာခကြီးမပန်းပါဘူးဆရာရဲ့စိန်ရှိရှိလိုက်လာရတာပဲမအိတ်ချင်ပါဘူးမိုးလေးနဲ့အထိထိုင်လို့ရပါတယ်တွေ့တုံးကြုံတုံးစုံတုံးပြောကြရတာဟာအရသာရှိပါတယ်ကျွန်တော်ကလည်းမိုးလင်းဖို့ပဲဆန္ဒစော့နေပါတယ်မိုးလင်းရင်ဥညွတ်နဲ့တွေ့တွေ့ပြီးရင်ပြန်ယုံမယ်ကျွန်တော်ပြန်မှလည်းဆရာတို့သွားလို့ရသွားနိုင်ကြပါမယ် ကိစ္စမရှိပါဘူးဗျာနေပါကိုဘတွင်နေသည်မျကျွန်တော်လည်းနေပါမယ်လာရတဲ့ကိစ္စအတူတူကိစ္စသာပြီးအောင်ဆောင်ရွက်ပါစင်ပေါင်ဝဲဆိုတာမဝေးလာပါဘူးပြည်မျိုးကနေပြီးခဏသွားလိုက်ရင်ရောက်တဲ့အရက်ပါဒါဖြင့်မအိတ်ကြပါနဲ့ဆိုဆရာအလာပါတလာပါပဲဆက်ပြောနေကြပါစို့ဆရာမေ့ချင်တာမေးပါကျွန်တော်သိတာနဲ့ကိုတွေ့ကြုံရတာတွေတော့ပြောပြပါမယ်ဒီလိုဆိုရင်ကိုဘလွင်အရင်တစ်ခေါက်ပြေးကိုရောက်ဖူးတယ်နော်ဇဝနာတို့တိုက်မှာတဲတော့ကလည်း ဟုတ်ပါတယ်ဆရာတမင်လာခြင်းမဟုတ်ပဲကျုံတို့ရောက်လာရတာမျိုးပါ နတ်တလင်းမျိုးကပညာအလင်းပြစာပုံနှိပ်တန်ရှင်ဆရာဖြိုးနဲ့ကျွန်တော်တိတ်ခင်းကြပါတယ်ရက်တစ်ပတ်မှာတစ်ကြိမ်ကြလောက်နတ်တလင်းနဲ့မန္တလေးစာပြီးစာယူရှိကြပါတယ်ဆရာဖြိုးမန္တလေးနှစ်ကြိမ်လာရမှာကျွန်တော်ကလူလေသေးမရှိအောင်အထူးဂရုစိုက်တာကိုသူကဝမ်းသာအားရရှိပြီးနတ်တလင်းမျိုးကိုအလဲလာဖို့အကြိမ်ကြိမ်ဖိတ်ပါတယ်တူးနဲ့တူးဆက်သွယ်ရမှာစီးပွားရေးကြီးပွားရေး ကျမ်းမာရေးကအစအကြံဉာဏ်ပေးတာတွေပါကြရမှာကျွန်တော်အတွေ့ဆရာဖြိုးပေးတဲ့အကြံကလေးဟာမှတ်သားစရာနဲ့ကျေးဇူးတင်စရာမှုအမတ်တရားအဖြစ်ဆရာကိုပြန်ပြောအောင်မယ်။တနေ့မှဆရာဖြိုးထံကစာတစ်စောင်ရောက်လာတယ်။တော်တော်များများနဲ့ရှည်ရှည်ရေးထားတာကို တွေ့ရပါတယ်။ဖတ်ကြည့်တဲ့အခါတော့ဆရာလွင်လို့အစချီးပြီးဆရာလွင်ဤကြီးပွားထွန်းကားရေးအတွက်ကျွန်တော်စဉ်းစားနေခဲ့တာကြားပါပြီ။ယခုအကြံကောင်းတစ်ခုပေါ်လာ၍ချက်ချင်းရေးပို့လိုက်ပါသည်။ စာရေးဆရာဆိုဒီမှာစာပေဝင်ကိုထမ်းခြင်းနိုင်ငံတော်နဲ့တိုင်းသူပြည်သားများအတွေ့အကျိုးပြုခြင်းအမျိုးသားလွတ်မြောက်ရေးနဲ့နေချက်ဆန့်ကျင်ရေးကိုကလောင်ဖြစ်တိုက်ပွဲဝင်ခြင်းတို့ကြောင့်တသက်တာမှတ်တမ်းအတွေ့မှာတာဝန်ကျေပွန်သူအဖြစ်အတိအမှန်ပြုခံရပါမည်။တို့အရာတွင်လုပ်ငန်းသဘောနှင့်ကြည်ပါမူစာရေးဆရာဘဝဤမူလဘူတအခြေအနေပေးခြင်းက အသက်ရှင်နေသည့်မြကာလပတ်လုံးသမင်းမှန်မှန်စားရယုံစားသွားရသောအလုပ်မျိုးသာဖြစ်ပါသည် လူဖြစ်၍လာနေလူအဆောင်အယောင်များရှိကောင်းရှိအပ်ပြန်ပါသည် လူပကတနာဟုခေါ်လိုကခေါ်နိုင်ပါသည် လူပရိဘောကများဟုလည်းဆိုနိုင်ပါသည် လူဖြစ်နေခြင်းပိုင်းဆိုင်အပ်သောတိုက်တာအိမ်ယာစိန်ရွှေရတနာနှင့် မော်တော်ကားစသောပစ္စည်းတို့လည်းရှိတင်ပါသည်စာရေးဆရာဟူသည်ဝါသနာနှင့်စေတနာကြောင့်ဘဝကိုရည်တည်နိုင်သည်တွင်ရည်တည်နေသမျှကာလပတ်လုံးထမင်းစားဖို့တော့စိတ်ချရသည်ဖြစ်၍ ဘယ်အရက်ဘယ်ဌာနမှာပဲနေနေစာရေးနေက စာရေးအတွက်တော့စိတ်ချရပြီဖြစ်ပါသည်ရန်ကုန်နှင့်မန္တလေးဆိုသောမြို့ကြီးမျိုးတွင်အယုတ်အလန့်အမျက်မရွေးပူပူရွရွမြင်းသမျှလူတိုင်းလူတိုင်းဆရာလွေနှင့်ကျွန်တော်တို့ထဲသားသူလေပတ်သူပါးနတ်သူပညာချွန်သူတွေကြီးဖြစ်၍ဆရာလွေနှင့်ကျွန်တော်တို့လူများအတွက်ခမင်းကန်နှင့်ရေကန်မသား ရေမကြီးမျက်မနှုတ်နှိုင်းဆိုသည်ကိုတတိရှိကြားမှကျွန်တော်တို့ဤကြီးပွားလန်းနှင့်တက်လန်းတကားကြီးမပိတ်ရကြပါမည်ထို့ကြောင့်ဤမျိုးကြီးမျိုးကို မခင်တွယ်မตายာမိအောင်ပထမစူးစမ်းရပါမည်ဒုတိယမြမတပြည်လုံးနှင့် တောင်တန်းဒေသများပါမကြံအဆက်အသွဲဖြစ်လာမိလမ်းစုံလမ်းမလမ်းလေးกว่าဆုံးရာကြောက်ပတောင်းနှင့်၎င်းတို့ကဲ့သို့သောအလားတူမျိုးမျိုးတမျိုးမျိုးကိုမြမပြည်မြေပုံတွင်ကြည့်လျက် ရွေးချယ်ကယခုလောက်ကစတင်ပြောင်းရွှေ့နေထိုင်သင့်ပြီဖြစ်ပါသည်။ကြောက်ပတောင်းမြို့ကိုဥပမာထား၍ပြောပါမည်။ထိုမြို့သည်ယခုအချိန်တွင်မဖွင့်ဖြိုးမတိုးတက်သေးဘဲတာမန်မြို့ကလေးသာဖြစ်တော်လဲ။နောင်သောအခါတွင်အပနန်းတိမိတိုးတက်ကြီးပွားစီကားတာယာလာသည်ကိုတွေ့မြင်ရဖို့ရှိသည်မှာသိကြပါသည်။ ယခုအချိန်ကစ၍ဆရာလွင်ကြောက်ပန်းအောင်ကိုဖြစ်စေအခြားရွေးချယ်ရရှိသော အလားတူတမျိုးမျိုးကိုဖြစ်စေရွှေပြောင်းနေထိုင်သင့်ပါပြီမဖွင့်ဖြိုးမတိုးတက်သေးသဖြင့်ရောက်စာတွင် ကြည်မရရှုမဖြစ်ဖုတစ်ထစ်၆တွေ့တွင်နေကောင်းနေပါမည်တရွာမပြောင်းသူကောင်းမဖြစ်ဆိုသောစကားပုံကို အားကျလျက်နေထိုင်၍ဖြစ်သောဤမျိုးများကြံစကနေရပါမည် စာရေးအတွက်စာကိုရင်းမြဲရေးက အလုတ်ခွင်ဝင်ရပါမည် ထို့နောက် အခမဲ့အင်္ဂလိပ်စာအလွတ်ပညာသင်ကျောင်းကလေးတင့်လျော်သလိုဖွင့်၍လူငယ်များအားလူမှုဝန်ထမ်းလုပ်ငန်းအဖြစ် သင်ပြပေးရပါမည်။စေတနာအလျောက်အခမဲ့သင်ပြပေးသည်ဖြစ်၍မကြာမီကျောင်းသားများမနိုင်နိုင်အောင်များပြားလာပါလိမ့်မည်။ထိုအခါမိမိကဘာမှမပြောရကျောင်းသားမိဘများကသူတို့ဤသားရေသမီးရေဖြစ်၍နေရာထိုင်ခင်းကျယ်ဝန်းရေသူတို့ဘာသာတိုင်းမင်စီစဉ်လာကြမည်အပြင် ဆရာလွင်ကိုလည်းဆရာဤနေရာသို့တင်၍ဆရာအဖြစ်လေးစားကြည်ညိုလာကြပါလိမ့်မည်။ထိုအခါဆရာလွင်ကတဆင့်တက်၍အစီအဝေးခေါ်ကာစာကြည်သင်ဖွဲ့အမှုဆောင်ယာရုခွဲဝေပေးစာကြည်ကန်းဖွင့်ခြင်းဖြင့်ဘ ഹു တုတရာရင်ပညာပေးလုပ်ငန်းကို တစခန်းဖွင့်ရပါမည်။မြို့ရွာလူကြီးများ၏စိတ်နေသဘောထားကိုလေ့လာအကဲခတ်ကာမြို့ရွာကာကွယ်ရေးအဖွဲ့မိသက်အဖွဲ့နှင့်မိသက်တင်တီထောင်ပေးခြင်း ထို့နောက်ตาရေးနာရေးကုညီထောက်ပံ့ရေးအသင်းဖွဲ့စည်းခြင်း အမျိုးသမီးအစီအယုံအမျိုးသားအစီအယုံစသောတက်မကလုပ်ငန်းများကိုဖွဲ့စည်းခြင်းဖြင့် ကောင်းရန်မှန်သမျှညွန်ပြဆောင်ရွက်ပေးနေရပါမည်ကာလကြာသောဆရာလွင်ဤစေတနာကိုတည်လာကြလျက်ရှေ့ဆောင်ရှေ့ရွက်လုံဆရာကိစ္စပေါ်တိုင်းရှေ့ကထားခြင်းအကြီးအကဲဤနေရာကိုပေးခြင်းတို့ကြောင့်ဩဇာတိကမရှိလာကား မြို့မိမြို့ဖစီရင်တွင်အလိုလို ရောက်ရှိနေပါလိမ့်မည်။တဖြည်းဖြည်းစီပင်သားရလာသောအခါမြို့ငယ်မှမြို့ကြီးဖြစ်လာသည့်နှင့်အမျှမြို့ပိုင်းရုံးဆိုင်ရာက နေပိုင်းဝင်းတောင်ရုံးဖြစ်လာလျက်တဆင့်တဆင့်အုတ်ချုပ်ရေးပိုင်းကျယ်ပြန့်လာလေလေဒီစရိတ်ကောင်းစီယုံတမာရီမြို့ဝင်ယုံစသည်တို့ရှိလာသည့်နှင့်တပြိုင်နက်ဆရာလွင်ကမကြိုးပမ်းရပဲမြို့မိမြို့ဖအသိအဖွဲအစည်းယုံကနေရာလှုပ်ပေးခြင်းဖြင့်ဒီစရိတ်ကောင်းစီချေရမင်း တမာရိမြို့ဝင်စသောယာဒူးဂုံဒူးများအလိုအလျောက်ရရှိလာတော့မည်ဖြစ်ပါသည်ထိုမှတဆင့်တည့်ရန်စိတ်ချလက်ချဖြောင်းဖြောင်းဖြူဖြူရှိနေသောလမ်းမှာဒိုင်ယာကီအုတ်ချုပ်ရေးဖြစ်ဖြစ်ဟုံမယူပဲရရလွတ်တော်အမတ်တယောက်ရွေးပေးရတော့မည်ဖြစ်ရာ ထိုနေအတွက်အမတ်မှာဆရာလွင်သာ အတိုက်အခံအပြိုင်အဆိုင်မရှိတေချာပေါက်ရမည်တူဦးဒီသောပုံကိုဖြစ်လာပါမည် ဒိုင်အာခီမဟုံမယူဟုံမယူမှာအချုပ်အချာအာနာပိုင်ပြည်တော်စုတမတမြန်မာနိုင်ငံတော်ဖြစ်လာသည့်တိုင်အောင်အစဉ်အဆက်ပေါ်ထွန်းရမည်ဥပဒေပြုလွတ်တော်အရရက်တွင်ဆရာလွင်တို့နှင့်အတွေ့ဆရာလွင်သာတက်ရောက်လာရမည်ဖြစ်၍အစတွင်ကျွန်တော်ဖော်ပြခဲ့သောလူဖြစ်လာလျှင်လူအဆောင်အယောင်ရှိကောင်းသည်နှင့်အမျှလူတို့ပိုင်ဆိုင်အပ်သောတိုက်တာအင်ယာစိန်ရွှေရတနာမော်တော်ကားစသောပစ္စည်းတို့ အလိုအလျောက်ဖုံးကံအားလျော်စွာ ေါ်လာရောက်ရှိပိုင်ဆိုင်ခွင့်ရလာမည်ဖြစ်ပါသည်ထို့ကြောင့်မြမပြည်မြေပုံကိုဖြန့်ကြည့်၍လမ်းစုံလမ်းမလမ်းလေးခွာကြကဖွင့်ဖြိုးတိုးတက်ခြင်းမရှိသေးသောမြို့တစ်မြို့မြို့သို့စိတ်ကြိုက်ရွေးချယ်ကပြောင်းရွှေ့နေထိုင်သင့်မည်ဖြစ်ကြောင်းတိုက်တွန်းလိုက်ပါသည်ဆိုတဲ့စာကိုရတော့ကျေးဇူးတင်ကြောင်းဆရာ၏အကြံဉာဏ်ကိုဝမ်းမြောက်ဝမ်းသာကြိုးစို့လက်ခံပါကြောင်းမြည်သည့်မြို့နှင့်တင့်တော်မြည်ကိုစင်စားရွေးချယ်ပါရစေအော စိတ်တိုင်းကြမြို့ကိုတွေ့သောအခါအကြောင်းကြားပါမည်စသည်တို့ကို ရေးပြီးဆရာဖြိုးထံအကြောင်းပြန်ကြားလိုက်ရပါတယ်။ကံကောင်းခြင်းတော့ဆရာဖြိုးပေးတဲ့အကြံအတွေ့လူကိုယ်တိုင်ပြောင်းရွှေ့နေထိုင်ဖို့မြို့သားမရွေးပြစ်သေးတယ်။မြမအလင်းတင်းစာအယ်ဒီတာချုပ်ဥချင်မောင်ကတင်းစာမှာနေ့စဉ်ပေါ်ပြဖို့ဝိတုရှိတပုတ်လိုချင်နေရည်ရွယ်ချက်ကောင်းကောင်းအရေးကောင်းကောင်းမြမျိုးလင်လေးတန်းပီပီနဲ့စံပြဝိတုမျိုးဖြစ်စေခြင်းပါတယ်လို့အကြောင်းကြားလို့ ဘယ်လိုဟာမျိုးရေးမှကောင်းမယ်ဆိုတာစဉ်းစားမရပဲခေါင်းချောင်နေခိုက်ဆရာဖြိုးပေးစာကနေရင်ထရင်ဇလန်းနဲ့ရည်ရွယ်ချက်ကောင်းကောက်ရတယ်လို့ဖြစ်ပါနေရောဆရာရွှေမြခင်ဗျာရန်ကုန်လူငယ်များကြီးပွားရေးအသင်းလူငယ်ကိုလှကြီးပွားရေးမဂဇင်းထုတ်ဝေရင်ကြီးလက်တော်ရွာပြုပြင်ရေးကိုစောက်ချလုတ်ကင်နေကြတဲ့အချိန်မှုကြီးလက်တော်ရွာပြုပြင်ရေးခစ်စားကైကျောင်းဆရာလေးမောင်ဖေးဝင်းနဲ့အမျိုးသမီးမဲမှုံကိုဇက်ကောင်ထားပြီး ဤလူပေါင်းအမည်နဲ့ကြီးလက်တော်ရွာပြုပြင်ရေးဝိတုရှေကြီးတပုတ်ရေးပေးလိုက်တာတော်တော်အောင်မြင်ပြီးတိုင်းပြည်မှာနိုးကြားလာကြတဲ့ရွာတွေအားရစရာဖြစ်လာတယ်လို့မြမအလင်းအဲဒီတာအခွဲကမှတ်ချက်ချကြပါတယ်။တရင်စာမှာအခန်းဆက်နေ့စဉ်ထည့်လို့ပြီးဆုံးသွားတဲ့နောက်တောင်ပဲတောရွာနေလူဒန်းစားများကိုလက်ဆောင်ပေးရအောင်လုံချင်းဝိတ္ထုအဖြစ်ဆက်လက်ထုတ်ပါလို့တောင်းဆိုကြလို့မြမအလင်းက၁၂ပဲတန်ရိုက်ပြီး ထုတ်ဝေရာဒီကိုဆရာရဲ့ ဒီဝိတ္ထုရေးနိုင်တာဆရာဖြို့အကြံပေးချက်ကိုဖတ်ရပြီးရေးနိုင်တာမို့ဆရာဖြို့ရဲ့ကျေးဇူးလို့မဆိုနိုင်ပါလားဆရာသူ့ကျေးဇူးပဲပေါ့ဒါနဲ့တစ်ခေါက်ကရန်ကုန်အရောက်မှာဆရာဖြို့ဖိတ်ကြားချက်တွေကအားနာစရာဖြစ်နေလို့ပကြီးကိုအုံးတွင်ရဲ့တူတော်သူမောင်ကျော်တင်ကိုအခေါ်ခေါ်ပြီးမိရထားနဲ့နှက်တနည်းမျိုးကိုသွားလဲကြပါတယ်။ရောက်သွားတဲ့အခါဘူတာမဝန်တာအာရထွက်ကြိုကြရာကဆရာဖြိုးကိုယ်တိုင်သာမကဇနီးဖြစ်သူဆရာကတော်ဒေါ်မြရင်ကော တားသမီးတွေကိုဆရာဖြိုးရဲ့အပေါင်းအသင်းဖြစ်တဲ့နတ်တလေးမျိုးကလူကြီးလူကောင်းတွေပါမကြမ်းခင်ခင်မင်မင်ပြုကြဆုကြယူရကြနဲ့ဟာယေຊုတင်ရယုံမကမိမဖြစ်နိုင်လောက်အောင်ဂရုစိုက်ကြတာနဲ့နတ်တလေးမျိုးမှာ သုံးရက်တိတိလေကြပက်ကြဒေသန္တရဘဟုတုတတွေရှာဖွေစီးပွင့်ရင်နေထိုင်ခဲ့ကြပါတယ်ရန်ကုန်ပြန်ကြဖို့စီစဉ်တဲ့အခါမှဆရာဖြိုးကအကြံပေါ်ပြီးရောက်တဲ့လက်ဆံနဲ့လေရင်ပန်ရင်တဘိုးကြီးဖျားတွေရှောက်ဖူးအောင်ဆိုပြီး ူမော်တော်ကားလေးနဲ့ပေါင်းတယ်ဆွဲတော့ရွှေတောင်မြို့ကရွှေနတ်တောင်ဖျားပြည်မြို့ကပြည်ရွှေဆန်တော်ဖျားနဲ့အခြားတကိုးကြီးဖျားများလိုက်ပူရင်ဇဝနကိုသိန်းတို့တိုက်ကိုခိတဝင်းနှုတ်ဆက်ကြရမှာဇဝနကမပြန်ရဘူးရက်တပတ်လောက်ပြည်မြို့မှာနေရမယ်ပြစရာပို့စရာတွေအများကြီးရှိတယ်ဆရာဖြိုးလဲနေနိုင်ရင်နေပါမနေနိုင်ကအမြမျိုးလွင်တို့အတွက်စိတ်ချလက်ချတာပြန်မှာကျွန်တော်တာဝန်အကုန်ယူပါတယ်ဆိုတာနဲ့ ဲ့ဒီတော့မှဆရာဖြူနဲ့စိတ်ချလက်ချထားခဲ့ပြီးပြန်သွားပါတယ်။ဇဝနာလည်းပြည်မြုပ်နဲ့သက်ဆိုင်ရာရာတိမှတ်ဖွဲ့ရာမျိုးစုံနဲ့တကိုးကြီးဖျားများကိုလိုက်ပို့ပြီးမပြန်ခင်တည့်ရက်မှာပြည်မြုပ်ကန္နာလန်ဘေးအင်္ဂလိပ်အစိုးရစိုက်ထူထားတဲ့တဘုံတကံတွေအနိုင်ရတဲ့ငင်းချမ်းရေးကြောက်တိမ်မှာတောင်အမှတ်တရဇဝနာရဲ့ညီတယောက်ကဓာတ်ပုံရိုက်ပြီးသေးတယ်လေ။အဲ့ဒီတော့ကဆရာရွှေမြားလည်းပါသားပဲမေ့နေပြီလား။ အမှန်မရတော့ပါဘူးဗျာညမျိုးလင်လာတာသာတိလိုက်ပြီးဓာတ်ပုံရိုက်တာကိုကြတော့မေ့နေတယ်အဲ့ဒီဓာတ်ပုံဟာနောင်တလအကြာတော့ရန်ကုန်မှာဥလှထုတ်ဝေနေတဲ့ကြီးပွားရေးမဂဇင်းမှာတဆောင်တယောင်ပါလာပါကောဇဝနညမျိုးလင် ကိုကျော်တင်တကုံရွှေမြားတို့ပြည်မြို့ငင်းချမ်းရေးကြောက်တိုင်တွင်တိုင်းပြည်အတွက်အသက်စွန့်သွားကြသောပုံကံစုပူသူများအားအလေးပြုအထင်းအမှတ်ခြိုက်ကူးထားပုံဆိုလားဘာလာဆရာရဲ့ ဖော်ပြပါရှိတာကိုဆရာမတွေ့မိဘူးလားအဲ့ဒါကိုမတွေ့မိဘူးဗျခုနေမြရမယ်ဆိုရင်လိုတောင်းလိုချင်ပါသေးဗျာကျွန်တော်အိမ်မှာတော့ကြီးပွားရေးမဂဇင်းတွေစုပေါင်းချုပ်ထားတဲ့အတွဲလိုက်အုပ်ကြီးထဲမှာတော့ရှိတယ်ဆရာမန္တလေးရောက်တဲ့အခါပြပါမယ်ကျွန်တော်ပြည်ကပြန်လို့မန္တလေးမရောက်ခင်မှာသာကျွန်တော်အိမ်စာအုပ်ဗန္နာတိုက်ကိုစစ်ဘေးစစ်တန်းမီးလောင်ပုံးမှန်တဲ့အန်ဒီရက်ကကင်းအောင်ဆရာကလည်းကိုကြီးစုတောင်းမြစ်တာပို့ပေးပါ ဆုံရှုံများသွားရင်ဗျာနှစ်မျိုးစရာအစားပြန်မရနိုင်တဲ့စပေးဘဟုတုတံမှတ်စုမှတ်ရနဲ့ကိုကျိုးပန်းချက်လက်ရာတွေဘေကင်းရန်ရှင်အန်ဒရယ်မချင်းနှင်းပါစီနဲ့ဆိုတာဝဉ္ညီစုတောင်းမြေတာပို့ရတာပေါ့စုတောင်းမြေတာပို့ပါမယ်ဒါကြောင့်မို့ဆရာမေးတဲ့အဖြေကိုပေးရရင်အရင်တစ်ခေါက်ကျွန်တော်ပြေးရောက်တာဟာတမင်ဥတီလာခဲ့ခြင်းမဟုတ်ပါဘူးနတ်တလင်းမျိုးကိုလာရာက ဆရာဖြူပို့ပြီးတာကြောင့်မရွယ်ပဲနဲ့စော်ကဲမင်းဖြစ်ဆိုတဲ့စကပုံလိုရောက်လာခြင်းမျိုးပါအနို့ဗျာမိတ္တရှဘာမာဥညွန့်တို့မိသားစုပြည်တည်းဥမောင်ကြီးအိမ်စစ်ပြေးများအဖြစ်ရောက်လာကြတာကဆွေမျိုးတော်ဆက်လို့လားခင်မင်းလို့လားဘာအကြောင်းကြောင့်လဲကိုဘလွင်သိရင်ပြော့ပြစမ်းမှာထိုအခိုက်တွင်အိမ်မျောသွားရှာသောဆရာရွှေမြားဤဇနီးဆရာကတော်ကြီးလဲနိုးလာကလေးတောင်ရင်နန်းစီပုံးလိုအကြီးစားအတွင် အင်္ဂလန်ပြည်လို့ရင်နန်စီသုံးလေမီဘူကိုထဲ့၍မိမွေးကရင်ရွေးတေရှာပါသည်အချိန်မှာနန်းနဲ့၄နာရီခန့်သူရောက်လာ၍ ARB မြို့ရွာစောက်ရှောက်ရေးလေချောင်းအချက်ပေးကင်းသမားများအိတ်ပြောနေခြင်းဖြစ်၍မိအောင်အသုံးပြုခြင်းလွတ်လပ်ခြင်းဖြစ်ပါသည်ကျွန်တော်တို့လည်းစကားတပြောပြောနှင့်ဖျောင်းနိုင်တဲ့တိုင်းပြီးတိုင်းအသည့်ဖြစ်၍ဖြစ်၍ထွန်းခဲ့ကြရာတထုတ်ကုံရန်နောက်ဆုံးတိုင်းသာကြံမာနေတော်သည်ဆရာကတော်လဲရင်နွေးအိုးတည်ထားစဉ်ဖျားကတော်ချင်း မျက်နာတစ်ချင်းတို့ပြုတ်လုံပြီးနောက်လက်ဖက်ရည်အချိုးဖျောခြင်းပေါင်မုံကိုထောပတ်တုပ်ခြင်းရင်းနေချမ်းအတွက်မြမလက်ဖက်ချောက်ခတ်ခြင်းတို့ပြုတ်ပြီးတဲ့နောက်ခွဲခွဲရရစားတော့ရအောင်ပြင်ဆင်ပေးရှာပါနေတော့သည်ကျွန်တော်တို့လည်းညလုံးပေါင်နေကန်ရ၍စားနေသည်ကိုအာဟာရဖြည့်တင်းကြရင်ဥတင်ဤအမေးကိုဖြည့်ရန်ကြံနေသေး၍ဥညွန်ဟာဂုံတရေရှိလူကြီးလူကောင်းအင်မတန်ပိတပါတယ်ဥပရိယုတ်ကောင်းသလောက်နာယကဂုံ၆ပါးနဲ့ပြည့်စုံနေ တပ္ပနာတရား၄ပါးအမြဲလက်ကင်ထားတယ်။ပင်စသီလကိုခါဝေပစိုးကဲ့သို့မြဲတယ်။အလှူဒါနဘက်မှာရည်ရောတယ်။ဒါကြောင့်မို့ပြီးတရှဘာမာရုပ်ရှင်ကုမ္ပဏီလီမိတက်အတွက်မှသာ Managing Director လို့ခေါ်တဲ့အုပ်ချုပ်မှုနာယကမဟုတ်ပါဘူး။တိုင်းပြည်ကအစုငွေဝင်ထားကြတဲ့သူရိယာသတင်းစာတိုက် လီမိတက်အတွက်လဲဒါရိုက်တာ အဖွဲ့မှလဲအုပ်ချုပ်ညွှန်ကြားရေးမှူးတယောက်လူကြီးတူဦးပါ။သူကိုယ်တိုင်စံတမပြုအာမထုတ်ပဲနဲ့အများကတောင်းပန် အများကဝိုင်းဝန်းဆောင်ရွက်ကြတဲ့အတွက်လေးစုဓာတ်ပုံရွှေတကုံဖျားကြီးရဲ့ဗန်နာတော်ဒိန်ဂောဘကလူကြီးခွဲရီတွဲရီကိစ္စအိန္ဒိယနဲ့ခွဲလိုက်လို့ပေါ်ပေါက်လာတဲ့အထက်လွှတ်တော်မှလည်းရွေးကောက်ပွဲစူးစမ်းပန်းစားအားမထုတ်ရပါဘဲနဲ့အလိုလိုရာထူးရလာတဲ့အထက်လွှတ်တော်အမတ်ပါပြည်မြို့ဥမောင်ကြီးကလည်းအထက်လွတ်တော်အမတ်မှုလွတ်တော်အမတ်ချင်းခင်မင်ကြပြီးစေဘေးဒုက္ခပြေးစရာကိစ္စပေါ်လာတဲ့အခါဥမောင်ကြီးရဲ့ဖိတ်ကြားချက်အရနဲ့ ပြည်မျိုးကိုခိတ္တစကန်းအဖြစ်ရွှေပြောင်းလာကြတယ်နဲ့တူပါရဲ့ဟုပြောပြမှအေးဗျအဲ့ဒါဟုတ်ပါလိမ့်မယ်တထေတထေချင်းဆိုတော့ဥညွန့်အတွက်နေရေးထိုင်ရေးစိတ်တိုင်းကြဖြစ်เสียရရှိပါတယ်ကောင်းတာပေါ့ဗျဥညွန့်ဟာဘာမဆိုစနစ်တကျရှိုံသာမကဘူးလက်လဲအင်မတန်မြင့်တဲ့ပုံကိုပါကျူတင်ကာွယ်တာတို့ညင်ညင်တာတာဟန်တာတာတို့ဟာအလွန်ချစ်စရာကောင်းပါတယ်သူ့ကုမ္ပဏီမှာကျွန်တော်စက်ညှို့ရေးစရာလုပ်နေစဉ်က တခြားကုမ္ပဏီကနာမည်ကျော်မင်းသမီးတဦးရောက်လာပါတယ်။အဲ့ဒီမင်းသမီးရောက်လာရေးအတွက်ကျွန်တော်ပဲရှောက်လွှာရေးပြီးအလုပ်ရအောင် စီစဉ်လုပ်ပေးရတဲ့အခါတော့မင်းသမီးကကျွန်တော်ကိုအားကိုးအားထားနဲ့အမိသည်ဟဲပြူလာပါတယ်။ကြော်ညာဌာနကိုလည်းကျွန်တော်ပဲလုံခြုံနေတာဆိုတာကိုသိတော့အရှင်မွေးနေချင်းကြီးဖြစ်နိုင်တာကိုလည်းလူလက်မြင်ဟန်တူပါတယ်။ဆရာဆရာနဲ့ချီကတ်တဲ့ပေါ့စတူဒီယိုထဲမှာပူတွဲပူတွဲနဲ့ပြုံးပြုံးရွှင်ရွှင်ရေလာမောလာနေတာ ဥညွန့်မြင်မာတွေ့ပါများလာတော့ရှုမဘရုပ်စုံမဂ္ဂဇင်ဇွန်1980ဖြစ်ပါတယ်ရှင်ယေຊုတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးနှင့်ရေးသားထားသည့်ရှေဟောင်းနှောင်းပြများစောင်းပါအမှတ်73ဒီမာရင်ပြီးဆုံးပါပြီရှင်ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြကြသောစာပေချင်းမြတ်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကြပါစေ။နောက်ထပ်အခန်းစစ်တွင်နဲ့အတူ ဆက်လက်တင်ဆက်ပေးမယ်။ပညာပေးသုတရတဆောင်းပါးတွေပြည့်ဝဲစံကျင်ဝိထုများကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ကြပါနဲ့နော်။ကျမကနှင်းစီပါရှင်။